မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်များကပြန်လည်ထိုးစစ်ဆင်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ခွေးတပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားကလက်နက်ခဲယံအများပြားကိုလည်းသိမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ24ရက်နေ့ကစတင်ပြီးတော့ KIA ပူးပေါင်းတပ်များကဗမော်မျိုးသိန်းတိုက်ပွဲမှာပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးဗမော်မျိုးပေါ်မှာရှိတဲ့စကခ27မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားပြီးတော့လက်နက်ခဲယံအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ပြောပါဗျ။စစ်တပ်က၄ရက်နဲ့24ရက်နေ့နဲ့25ရက်နေ့မှာ ဗမော်စကားခ27ဝင်းကျင်မှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေပါတယ်စစ်ခွေးတွေဘက်ကထိခိုက်ကြဆုံးမှုကတော့တော်တော်များတယ်မနေ့ကလေချောင်းပြစ်ကူဆက်နှက်ချင်းရှိပြီးတော့စစ်ခွေးလက်နက်တွေအများကြီးတင်းစီရမိထားပါတယ် KIA တပ်ပေါင်းစုတွေဘက်ကတံပြန်ထိုးစစ်ဆင်နေတာပါလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အလားတူပဲဩဂတ်စ20ရက်နေ့မွန်လွယ်တနာရီကန်းကလည်းဗမော်မြို့မှာအချက်မဲ့စစ်တပ်နဲ့ KIA ပူးပေါင်းတပ်များတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်တပ်ရဲ့တင်းကားတစ်စီးကို ပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားကအထိနာခဲ့တဲ့အတွက်ကြောင့်ဗမော်မျိုးဘော်ကနေပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးတော့ KIA ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယနေ့အချိန်ထိကိုတိုက်ပွဲကာလ6လကျော်ကြာမြင့်လာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့အခြေဆိုင်စစ်ကောင်စီရဲ့ခလိုက်ရ285တပ်ရင်းကိုလက်နက်ခဲယမ်းတွေလာပို့တဲ့ဆက်လီဟာပောက်ကွဲမှုဖြစ်ပြီးတော့လေပိုင်ရှင်အပါအဝင်စစ်ခွေးတချို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ23ရက်နေ့ည7:00နာရီလောက်ကဘိန်းမြို့ကနေတဆက်ပလောမြို့ကိုလက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ဆက်လီတစ်စီးဟာပလောမျိုးစိတ်ကန်းအယောက်မှာပြည်စည်းအတင်းအချပြုတ်လုပ်နေတဲ့အချိန်မှာပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့ရှင်းတန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ ရုံးပုံးစည်းတွေကိုလာပို့ရင်းနဲ့မတော်တဆထပြီးတော့ပောက်ကွဲတယ်လို့သိရတယ်။လေပါမျိုးသွားတာလို့ဒေတာအခြေစိုက်တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗါး။ပလောမျိုးနဲ့ပလာမျိုးနဲ့ဂွဲဘက်မှာစစ်ခွေးတက်တဲ့တော်လိုင်းတက်တွေကြာပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကစပြီးတော့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ခွေးတွေဘက်ကအထိနာနေပြီးတော့တက်ကအင်အားနဲ့လက်နက်ခဲယမ်းတွေကိုထောက်ပို့တာတွေရေချောင်းခရီးကိုသာအဓိကအားကိုးနေရတယ်လို့သိရပါဗါး။တေကြတာများတယ်တဲ့စစ်ခွေးအရာရှိကြီးတွေရောလှေရှင်ရောလှေသားတွေပါ ခွေးတွေလည်းအများကြီးသေးတယ်ပြောတယ်လို့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘလော့ဒေတာကန်တအူးကအတိအပြုပြောကြားထားပါတယ်ဆက်လေပောက်ကွဲမှုကြောင့်စေခွေးတွေထိခိုက်ဒဏ်ရာရှိသူတွေများတာကြောင့်တချို့ကဗိမ်းမြို့ဘော်ကိုပို့ဆောင်ပြီးတော့စေကူတာနေရတာတွေရှိတယ်လို့ဒေသခံတွေကပြောဆိုထားပြီးစေခွေးတပ်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ခွေးဆယ်ကောင်ကတေဆုံးခဲ့ပြီးတော့ drone ပစ်တဲ့လက်နက်အပါအဝင်တနက်နှက်လက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဩဂတ်စ်ဇန်ပိုင်းကစတင်ပြီးတော့မြင်းညာမြို့ဘက်ကနေအင်အားရာကြောင်နဲ့စစ်ကြောင်းထိုးလာတဲ့ ်စစ်ခွေးများနဲ့ပြူခွေးအဖွဲများကိုဩဂတ်လ20ရက်နေ့ကနထိုးကြီးမြို့နယ်မန်လယ်ကျေးရွာမှာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တိုက်ခိုက်ခံရပြီးတော့အထိနာလို့ဒီကောင်တွေပြန်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားပြီလို့အဲ့ဒီတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲမတိုင်မီနေမြေဆုံးမှုရေးအတော့စစ်ကြောင်းထိုးလာတာကိုခုခံနိုင်ခဲ့တယ်လို့၎င်းကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖနဲ့အတူမြင်းညံခရိုင်တရင်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ခွေးများမျက်မြင်10ဦးတိတ်ဆုံးပြီးတော့10ဦးလောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လဲနထိုးကြီးပကဖကမနေ့ကညပိုင်းကတိကျထုတ်ပြန်ထားပါတယ်ဒါအပြင် ် MA11 နှစ်လက် drone shooter တစ်လက်ငကြင်းမီပြောင်းတစ်ချောင်းလက်ပြုံပုံသုံးလုံး Starlink တစ်လုံးငွေသားအချို့ကြီးပေါင်းနှစ်ခုနဲ့အတူကြီးကံတချို့ကိုပါတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါဗျ။ August 5ရက်နေ့ကလည်းနထိုးကြီးမြို့နယ်မှာစစ်ခွေးတွေပါလာတဲ့ကားတိုက်ခိုက်ခံရပြီးတော့၃ဦးသေဆုံးကလက်နက်၄လက်တင်စီရမိခဲ့တယ်လို့မြင်းညံခရိုင်အမှတ်၄၀တိုက်ရင်ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပုတ်ရေနှမ်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ25ရက်နေ့မနက်7:15မိနစ်ခန့်မှာဘေးမြို့ဘက်ကနေတနင်္သာရီမြို့ဘက်ကိုမောင်းနှင်လာတဲ့ရိတ်ခါတင်ကား6စီးပါဝင်တဲ့စစ်ရေနှမ်းကိုတော်လိုင်းတပ်ဖွဲ့များကရန်ဖို့ချေးရွာစီအောင်ကုန်းအရောက်မှာမိုင်းနှလုံးဆွဲပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးမိုင်းဆွဲတက်ခိုက်ပြီးတဲ့နောက်ကားပေါ်မှာပါလာတဲ့စစ်ခွေးများနဲ့လမ်းကင်းယူထားတဲ့စစ်ခွေးများကပြန်လည်ပြီးတော့ပြစ်ခတ်ခဲ့တဲ့အတွက်ထိတွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗါမိုင်းဆွဲတက်ခိုက်တဲ့အချိန်မှာကားပေါ်မှာပါလာတဲ့စစ်ခွေးတွေနဲ့လမ်းကင်းချထားတဲ့စစ်ခွေးတွေကပြန်လည်ပြစ်ခတ်လို့15မိနစ်လောက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်စစ်ခွေးတွေထိခိုက်မှုရှိပါတယ် ရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဘိုခင်းတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘိတ်ပါကဖာတနင်္သာရီရုံးမဇုံသုံးနဲ့ဘိုခင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲသခိုင်းတိုင်းရေဦးမြို့နယ်မှာလည်းစစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိကိတေဆုံးမှုရှိခဲ့ကြောင်း Wolf Guerrilla LBDF ရေဦး Air Force တရင်နဲ့ပြန်ကြားရေးတောင်းခံရဲဘော်ကိုညိုကရှင်းပြထားပါတယ် မနေ့ကဩဂတ်စ်လ25ရက်နေ့မနက်6:40မိနစ်ခန့်မှာရေဦးမြို့ကနေထွက်လာတဲ့အင်အားအယောက်30ခန့်ပါတဲ့စစ်ကြောင်းဟာရွာသားလေးကြီးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် Wolf Gorilla LDF ရေဦး Air Force အဖွဲ့ကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုကိုအတိအကျမသိရသေးဘူးဆက်လက်ပြီးတော့စုံစမ်းနေသေးပါကျွန်တော်တို့လက်နက်ခဲရအလွန်နှဲပါနေပါတယ်မြေပြင်ကမစ်ရှင်များဆက်လက်ပြီးတော့လှုပ်ဆောင်နိုင်မှုအတွက်ပြည်သူလူထုတရက်လုံးကတက်နိုင်သလောက်ပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံခြင်းပါတယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ဖို့အတွက်ကျွန်တော်တို့ရဲဘော်တွေကဆက်လက်ပြီးတော့တိုက်ပွဲဝင်နေမှာပါလို့ Wolf Guerrilla LPDF Yeu Air Force တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုညိုကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရိတ်ခါပိုးတဲ့စစ်ကြောင်းကကြေးရွာများကိုဇက်တိုက်စီးနေမိရှုံနေပြီးတော့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ20ရက်နေ့မနက်9:00နာရီကမှပေါ့မြုံနယ်ရေရင်ကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကရိတ်ခါပို့စစ်ကြောင်းနဲ့ယာကြီးပြင်ရွာပြူစောတိများပူးပေါင်းကဝင်းအောင်စီးနေခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်30တလုံးကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါဗါတယ်အခုလိုမျိုးမိရှုပ်ဖျက်ဆီးပြီးတဲ့နောက် အကြမ်းဖက်စစ်ခွေးတွေရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းဟာပေါင်းမြုပ်ဘောကိုဝင်ရောက်သွားတယ်လို့သိရပါဗျ။ဩဂတ်စ်လ22ရက်နေ့မှာစစ်ခွေးစစ်တပ်ရဲ့ရိတ်ခါပို့စစ်ကြောင်းကပေါင်းမြုပ်ဘောကနေပြီးတော့ပြန်လည်ထွက်ခွာလာတယ်လို့သိရပါဗျ။မနေ့ကဩဂတ်စ်လ25ရက်နေ့မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပေါင်းမြုပ်နဲ့ရေးရွာရွာချားမှာရောက်ရှိနေပြီးတော့ပေခနပင်ကြီးရွာကိုဝင်ရောက်စီးနေမိရှုဖျက်ဆီးခြင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတာနေအိမ်ပြန်စီးမှုအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။ စစ်ခွေးစစ်ကြောင်းကပေါ့မြို့ဘော်ကိုလာတဲ့လမ်းပိုင်းတစ်လျှောက်ကရွာတွေကိုဇက်တိုက်မိရှို့ဖျက်ဆီးလာတာပေါ့ပေါ့မြို့ဘော်ကိုမရောက်ခင်မှာဒီကောင်တွေမိရှို့ခဲ့တာကရေရင်ကျေးရွာပေါ့အိမ်30တလုံးပြာကျသွားပါတယ်အခုစစ်ခွေးစစ်ကြောင်းကပေါ့မြို့ဘော်ကိုရိတ်ခါပို့ပြီးတော့ပေါက်ကနေပြန်ထွက်လာပြီးမြိုင်ကံမနဲ့ပခုတ်ကူကိုဥတီနေပါတယ်ဘယ်ကိုသွားမလဲဆိုတာကတော့မသိရသေးဘူးမနေ့ကတော့စစ်ခွေးတွေကပေးခွန်းပင်ရွာကိုမိရှို့ဖျက်ဆီးသွားတယ်နေအိမ်ပြစင်းမှုအရေးအတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါဗါးအလားတူပဲ ဩဂတ်စ်လ22ရက်နေ့ကလည်းပေါင်းမြို့နယ်ဆေဝကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးစစ်တပ်က Jet Fighter နှစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွာပြည်သူ၂ဦးသေဆုံးပြီးတော့ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတဲ့အောင်သူဝင်းဟာကြီးစံတဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ24ရက်နေ့မှာပလဲမြို့နယ်မင်းတိုင်ပင်ခြေရွာမှာရောက်ရှိနေတဲ့အင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာစစ်မှုထမ်းတပ်သားတဲ့အောင်သူဝင်းဟာကြီးစံတဲ့ခရမ်းများကိုယူဆောင်လာပြီးတော့ရင်းမာပင်ခရိုင်30ခုတိုင်ရင်ထမ်းမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့အောင်သူဝင်းဟာ 5.56G 138တောင်း MA1 ကြီးပေါက်နှစ်ခုတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အောင်သူဝင်းကိုစစ်ခွေးတပ်က ရန်ကုန်မြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့စစ်မှုထမ်းတင်တန်းကိုပင်လောင်းမြို့မှာတက်ရောက်ခဲ့ရတယ်လို့သိရပါတယ်။အဲဒီကမှတစဉ်ပလဲမြို့နယ်အတွင်းကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့ပြောပါတယ်။အလင်းဝင်ရောက်ခဲ့တဲ့သူကပေါ်တာဆွဲခံရတဲ့သူပါအသက်ကတော့23နှစ်ပဲရှိသေးတယ်။ စစ်မှုထမ်းတင်တန်းကပင်လောင်းမြို့မှာတက်ရောက်ခဲ့ရတယ်လို့ပြောပါတယ်။သူကရန်ကုန်မှာပေါ်တာဆွဲခံရတာသူ့ရဲ့ဇာတိကမုံရွာမြို့နယ်ကလို့ပြောပါတယ်။စစ်ခွေးစစ်ကြောင်းကနေထွက်ပြေးလာတာပါလို့ရင်းမာပင် KI တိုင်ရင်30ခွန်ကတာဝန်ရှိသူကရှင်းပြထားပါတယ်။လက်ရှိအချိန်မှာစစ်မှုထမ်းတပ်သားတက်အောင်သူဝင်းကိုတော်လိုင်းရဲဘော်များကကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့ စစ်ဆေးမှုများကိုလည်းဆက်လက်လှုပ်ဆောင်နေကထပ်မံပြီးတော့အလင်းဝင်ရောက်လာမဲ့သူများကိုလည်းဝေးထွေးစွာကြိုးဆိုသွားမှာဖြစ်တယ်လို့ရင်းမာပင်ခရိုင်တိုင်ရင်30ခွန်ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအဝါကင်းဝေးပြီးတော့ အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ